မင်္ဂလာပါရှင်ဒီနေ့ဧပြီ30ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့အိန္ဒိယဟာ36နာရီအတွင်းမှာတိုက်ခိုက်လာနိုင်ခြေရှိတယ်လို့ပါကစ္စတန်ဝန်ကြီးပြောတဲ့အကြောင်းအမေရိကန်ရဲ့ဖိအားပေးမှုတွေကိုအညံ့မခံဘူးလို့ရွေးကောက်ပွဲအနိုင်ရကနေဒါဝန်ကြီးချုပ်ကြေညာတဲ့သတင်းတရုတ်မှာစားတောက်ဆိုင်မိလောင်ပြီးလူ20ကျော်သေဆုံးတဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါအိန္ဒိယဟာစစ်ရေးအရာစတင်တိုက်ခိုက်ဖို့ပြင်ဆင်နေပြီဆိုတော့ယုံကြည်ရလောက်တဲ့ထောက်နှိုင်းရေးသတင်းတွေရထားကြောင်း ပါကစ္စတန်ပြည်ကြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာပါကစ္စတန်နေဆက်ကိုအစောဆုံး24နာရီကနေ36နာရီအတွင်းတိုက်ခိုက်လာနိုင်ခြင်းရှိတယ်လို့ပြည်ကြားရေးဝန်ကြီးတာရာကမှတ်ချက်ပေးပါတယ်။အဲ့ဒီမတိုင်ခင်မှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးအာစစ်ကလည်းအိန္ဒိယဘက်ကတိုက်ခိုက်ဖို့ပြင်ဆင်နေပြီလို့ယုံကြည်ရကြောင်း Reuters သတင်းဌာနစီ ပြောခဲ့ပူးပါတယ်။ဒီအခြေအနေတွေဟာအိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသမှာ April 22ရက်နေ့ကဖြစ်ခဲ့တဲ့ပြစ်ခတ်မှုအတွင်း လူ26ဦးသေဆုံးခဲ့မှုရဲ့နောက်ဆက်တွဲဖြစ်ကြုံတွေ့လာတာ ဖြစ်ပါတယ်။ကက်ရှမီးယားရဲ့အစိတ်အပိုင်းအများစုကိုအိန္ဒိယကထိန်းချုပ်ထားပြီးအဲ့ဒီဒေသတစ်ခုလုံးပိုင်ဆိုင်ခွင့်အပေါ်နှစ်နိုင်ငံကြားကာလရှည်ကြာညင်ပွားနေကြတာဖြစ်ပါတယ်။ပါဟယ်ဂမ်မြို့နာမှာခရီးသွားဧည့်သည်တွေကိုတနက်သမားတစုကပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်မှာပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယကဆွဆွဲထားပြီးပါကစ္စတန်ဘက်ကတော့အတိအလင်းညှင်းဆိုထားပါတယ်။လောလောဆယ်မှာတော့အိန္ဒိယကအဲ့ဒီကိစ္စကိုအကြောင်းပြုပြီး ပါကစ္စတန်အပေါ်တပ်တမန်ရေးအရာအရေးယူမှုတွေလှုပ်ဆောင်ထားသလိုစစ်ရေးအရာပါတိုက်ခိုက်လာနိုင်ခြင်းအတွက်စိုးရိမ်နေရတာဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးတာရာကအိန္ဒိယဟာမှားယွင်းတဲ့အကြောင်းပြဆွဆွဲချက်တွေကိုသုံးပြီးပါကစ္စတန်ကိုရန်လိုနေတာဖြစ်ကြောင်းတကယ်လို့အိန္ဒိယကပါကစ္စတန်ကို ထိပါတိုက်ခိုက်လာမယ်ဆိုရင်တေချာပေါက်ထိရောက်တင့်တော်တဲ့တုံ့ပြန်မှုတွေကိုကြုံရစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။ရွေးကောက်ပွဲမှာပြန်လည်အနိုင်ရခဲ့တဲ့နောက်ကနေဒါဝန်ကြီးချုပ်ကာနေက သူ့ရဲ့နိုင်ငံဟာအမေရိကန်ရဲ့ဖိအားပေးမှုတွေအတွက်ဘယ်တော့မှအညံ့ခံမှာမဟုတ်ကြောင်းကြုံးဝလိုက်ပါတယ်။ထရမ့်ဟာကနေဒါအပေါ်ကုန်းသွဲခွန်အခတွေတိုးမြင့်စည်းကြတာကနေဒါဆိုတာအမေရိကန်ရဲ့50%ခုမြောက်ပြည်နယ်ဖြစ်တဲ့လို့မလေးမစားပြောဆိုတာတွေလုပ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်း Justin Trudeau နှုတ်ထွက်ချိန်မှာရာဒူးစက္ကန်ကဲ့သို့ကာနေရဲ့ Liberal Party ဟာအခုနှစ်ရွေးကောက်ပွဲအတွက်လူကြိုက်နေခဲ့ပေမဲ့ထရမ့်နဲ့ပတ်သက်ပြီးမမထန်တန်တုံ့ပြန်ရပ်တည်မှုတွေက မဲဆန္ဒရှင်တွေရဲ့အမြင်ကိုပြောင်းလဲပစ်လာနိုင်ခဲ့ကြောင်းလေးလာသူတွေကသုံးသပ်ပါတယ်။ဒါပေမဲ့တောင်ပြိုကမ်းပြိုရလက်တခုနဲ့အနံ့ရတာမျိုးမဟုတ်တာကြောင့်ပါတီငယ်တခုခုနဲ့ညွတ်ပေါင်းအစိုးရဖွဲ့စည်းဖို့တော့လိုအပ်မှာပါ။အခုရွေးကောက်ပွဲရလက်ကတော့ကနေဒါရဲ့ခိုင်မာတဲ့သွေးစည်းမှုကိုပြသလိုက်တဲ့သတင်းစကားတခုလို့သူကညွှန်းဆိုပါတယ်။ရွေးကောက်ပွဲချုပ်မဲဆွယ်မှုတွေထဲမှာသူအချိန်ချင်းမိမောင်းထိုးပြခဲ့တဲ့ကနေဒါနဲ့အမေရိကန်ကြားဆက်ဆံရေးအပြောင်းအလဲကိစ္စကိုလည်းကာနေကရွေးကောက်ပွဲအနံ့ရပြီးမှ ထက်လောင်းသတိပေးပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့တစ္ဆာဖောက်မှုကိုအရန်တုံ့လောက်အံ့ဩခဲ့ရကြောင်းဒါပေမဲ့ကနေဒါဟာဒီလို သင်ကန်းစာတွေကိုဘယ်တော့မှမမေ့တင်ကြောင်းကနေဒါကကိုကိုကိုအားကိုးရမှာဖြစ်ကြောင်းပြီးတော့ကနေဒါနိုင်ငံသားအချင်းချင်းပို့မှုရိုင်းပင်းဖို့လိုအပ်ကြောင်းလည်းကာနေကဆိုပါတယ်။ကာနေဟာသူ့ရဲ့မဲဆွယ်ကာလတလျှောက်လုံးမှာထရမ့်ကိုစန့်ကျင်တဲ့သဘောထားတွေကိုအ धिक မူဝါဒတစ်ခုဖြစ်ကျင့်သုံးခဲ့တာဖြစ်ပါရဲ့ရှင်။လူ20ကျော်သေဆုံးခဲ့တဲ့စားတောက်ဆိုင်မိလောင်မှုကြီးအပြီးမှာ ဆိုင်းပိုင်ရှင်ကိုတရုတ်အာဏာပိုင်တွေကဖမ်းဆီးထားပါတယ်။တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ်မှာရှိတဲ့လျောင်ရမ်းမြို့တွေကစားတောက်ဆိုင်တစ်ခုမှာဧပြီ29ရက်နေ့နေ့လယ်လောက်ကပြင်းထန်မိလာမှုဖြစ်ခဲ့တာပါ။အဲ့ဒီဖြစ်စဉ်မှာလူ22ဦးသေပြီး3ဦးဒဏ်ရာရခဲ့တယ်လို့တရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကဖော်ပြပါရတယ်။အဲ့ဒီမိလာမှုကိုမိသက်ရင်းအစီး20ကျော်နဲ့မိသက်ဝန်ထမ်းအယောက်80ကျော်ထိအသုံးပြုပြီးနှိမ့်သက်ခဲ့ရတာဖြစ်ပါတယ်။ ဲ့ဒီနောက်မီးကျွမ်းနေတဲ့အဆောက်အအုံတွေရှာဖွေရေးတွေလုပ်တဲ့အခါအလောင်းတွေကိုရှာတွေ့ခဲ့ပါတယ်။ဒဏ်ရာရထားသူတွေကိုတော့နီးစက်ရဆေးရုံတွေစီချက်ချင်းအရေးပေါ်တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ April 30ရက်မနက်ပိုင်းမှာတော့ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးဆုံးသွားပြီဖြစ်ပြီးမီးလောင်မှုအကြောင်းရင်းကိုဖော်ထုတ်ဖို့အာရုံစိုက်စုံစမ်းနေပါတယ်။စားတောက်ဆိုင်ရဲ့ပါရှင်ကတော့လက်တလုံးမှာအဖမ်းခံထားရပြီးစုံစမ်းစစ်ဆေးမှုတွေနဲ့ကြုံနေပါတယ်။တရုတ်သမ္မတရှိချင်းဖြင့်က ဒဏ်ရာရခဲ့သူတွေကိုကုသဖို့တေဆုံးသူတွေနဲ့ပတ်သက်ပြီးစီမံဆောင်ရွက်ပေးဖို့နိဒာသူတွေရဲ့မိသားစုတွေကိုကူညီပေးတာတွေလုပ်ဖို့နဲ့မိလောင်မှုအကြောင်းရင်းကိုဖော်ထုတ်တာတွေမှာထိရောက်မှတ်ကန်စွာဆောင်ရွက်ကြဖို့တက်ဆိုင်ရာဌာနအသီးသီးကိုတောင်းဆိုထားပါတယ်။တရုတ်ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းလူအသေးအပြောက်များပြားတဲ့မိလောင်မှုတွေနဲ့ကြုံခဲ့ရပါတယ်။လောလောလတ်လတ်အနေနဲ့ April 9ရက်နေ့ကနိုင်ငံမြောက်ပိုင်းဟီပေမှာဘိုးဘွားရိတ်တာတစ်ခုမိလောင်လို့လူ20ထက်မနည်းတေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ January လတုန်းကလည်းဘေကျင်းမြို့တော်အနောက်မြောက်ဘက်မှာရှိတဲ့ဟင်းသီးဟင်းရွက်စေးမှာမိလောင်ရာကလူ၈ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်ရှင် People's Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတဲ့ချုပ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်